ြီးခဲ့တဲ့နှစ်ပေါင်း60ကျော်မှာ1962ခုနှစ်တည်းကစပြီးတော့စစ်တပ်ကအာဏာသိမ်းပြီးတော့စစ်တပ်ကတိုက်ခဲ့တဲ့နိုင်ငံရေးမုန်တိုင်း၃ချိန်လုံးဟာကျွန်တော်တို့နိုင်ငံရဲ့ရိုးစက်နဲ့ချီပြီးတော့ကိုဖျက်ဆီးပစ်ခဲ့တာပါနိုင်ငံရေးလွတ်လပ်မှုပညာရေးစီးပွားရေးဒါတွေအကုန်လုံးဟာကုန်းကောက်စရာမရှိတော့အောင်ပဲပျက်စီးဆုံးရှုံးခဲ့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာပြည်သူတွေရဲ့ ခံနိုင်ရှိမှုနဲ့ကြံ့ကြံ့ခံနိုင်မှုကိုကြည့်မယ်ဆိုရင်တော့အများအားမှာပြန်ပြီးတော့ခေါင်းထောင်ထလာတာကိုတွေ့ရပါတယ်။တဘာဝဘေးအန္တရာယ်တွေကတော့နိုင်ငံတိုင်းမှာကြုံတယ်လို့မြန်မာနိုင်ငံလည်းစက်ကြုံနေရမှာပါ။ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာမရှိဖို့အလွယ်ဆုံးအရာကတော့နိုင်ငံရေးမုံတိုင်းတွေကိုတောက်လျှောက်ဆယ်စုနဲ့ချီပြီးတိုက်နေတဲ့စစ်ကောင်းဆောင်တွေနဲ့စစ်တပ်ကတော့ရှိလို့မရပါဘူး။